အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရန်ကိုစားလုပ်ကောင်းပြီးတော့အရသာရှိတဲ့ရှန်တိုဖူနွေချန်နီလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်တကယ်ကိုစားလုပ်ကောင်းတဲ့တိုဖူနွေခောက်ဆယ်လေးပါအဲပထမဦးဆုံးရွှေညောင်ပင်ပဲမုံလေးကိုရေစိမ့်ထားပါမယ်ပြီးတော့ချက်သွန်ဖြူကြော်ပါမယ်ချက်သွန်ဖြူစီချက်ပါနော်အဲချက်သွန်ဖြူလေးကိုမြများစီမြများနဲ့ကြော်မယ် အဲပြီးလို့ရှိရင်တရုတ်မဆလာပေါ့နော်အဲပါကောစာကောမှုန့်လေးရေနန်းလော်လေးရေကိုစိုင်းချုံမုံထည့်ပြီးတော့ပကံထဲမှာအစင်သင်းထည့်ထားမယ်ပြီးတော့ကျသွံဖြူတဲ့ကိုစနေမုံထည့်မယ်စနေမုံထည့်ပြီးတော့အဲချွတ်လာတဲ့အထိပေါ့နော်ဆက်ပြီးတော့ချော်လိုက်မယ်အဲချွတ်ပြီးဆိုလို့ရှိရင်တော့ခုနနန်းလော်ရေ တရုတ်မဆလာရဲ့ထင်ထားတဲ့ပကံနဲ့ကိုစက်သွင်ဖြူကျော်လေးကိုထည့်လိုက်ပါမယ်။ဒါကတော့စီမွေးလို့ခေါ်ပါတယ်ရှင်။ကဲဂျာညို့အတွက်ကိုတော့ကိုရိုင်းဂျိုတဲ့ထညက်လေးကိုကိုရိုင်းဂျိုမယ်ပေါ့နော်။ကိုရိုင်းဂျိုတဲ့ထညက်ပေါ့။အရန်ကိုကောင်းတဲ့ဂျာညို့လေးပါ။ဒီနေရာမှာတော့တခြားပလင်းထက်ကပဲငံပြားရည်တွေမသုံးပါဘူး။ထညက်ဂျိုပဲသုံးပါတယ်ရှင်။ ထညက်လေးတွေပွပွဆူပြီးဆိုလို့ရှိရင်ထည့်ထားလိုက်ပါမယ်အေးအေးခန့်ထားလိုက်မယ်ပေါ့နော်ကဲဂျာညိုရပြီဆိုလို့ရှိရင်ငရုတ်သီးစီချက်လောက်ပါမယ်ရှင်အဲငရုတ်သီးအမုံလေးရေစာအချုံမုံနည်းနည်းလေးရေထည့်ပါမယ်စာရီအချုံမုံတွေထည့်ပြီးပြီဆိုလို့ရှိရင်စီကြက်လေးကိုထည့်လိုက်မယ် ဒါဆိုင်တော့တူဖူးနွေးနဲ့တွဲစားဖို့စီချက်လေးလည်းရပါပြီ။ကဲနှံ့အောင်လို့နေလိုက်မယ်နော်။ဟုတ်ကဲ့စီချက်လေးလည်းရပြီဆိုလို့ရှိရင်တူဖူးကြိုပါမယ်ရှင်။အဲတူဖူးကြိုရဲဆိုလို့ရှိရင်ရေကိုအရင်ရင်းနှွေးနည်းနည်းလေးတည်ထားပြီးတော့စားရီအချုံမုံနေအဲထည့်ထားလိုက်မယ်ပေါ့နော် ပြင်စားထည့်မယ်ခြုံမုံထည့်မယ်ပြီးရင်အဆက်မပြတ်မွေပေးရမယ်ပေါ့နော်အဲဒီလိုလေးမွေပါမယ်ရှင်ပြီးပြီဆိုရင်နန်းလော်ထောင်းမယ်နန်းလော်လေးကိုထောင်းပြီးပြီဆိုလို့ရှိရင်အဲနန်းနံပင်လီးထားမယ်ပေါ့နော်နန်းနံပင်နဲ့အရန်ကိုလိုက်ဖက်ပါတယ်ရှင်ကဲနန်းလော်နဲ့မြေပဲစားလော်လဲထောင်းပြီးသွားပြီတူပူကလည်းကြက်ပြီတူပူကလည်းကြက်သွားပြီဆိုတော့ ကဲတူဖူးနွေးနဲ့ခောက်ဆွဲလေးကိုပြင်ပါမယ်ရှင်ကဲပြီးရင်ကိုရန်ကျူထားတဲ့ထညက်ကြညိုလေးကိုထည့်မယ်ပြောစီချက်ထဲမယ်စီချက်မွမွေးလေးပေါ့ရှင်ပြီးရင်မြေပဲစားလို့ရယ်နနံပင်လေးရယ် ထည့်မယ်အဲဒီထဲမှာတော့ငရုတ်သီးမထည့်လိုက်ရပါတော့ဒါဆိုရင်တော့အရန်ကိုဆက်လုပ်ကောင်းနဲ့ရှမ်းတူပူနွေးလေးရပါပြီရှင်ကဲသဘောကျတယ်ဆိုရင်တော့အသေးလေးပေးပြီးတော့အပေါင်းလေးနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်အစနေ့ဆုံးထိအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်